မင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေ hobby ကျွန်တော်တို့ရင်းတစ်ခေါက်သင်ခဲ့လာမှာ function တွေဟုတ်မလား function တွေရဲ့ကျွန်တော်တို့ parameter တွေ argument တွေအကြောင်းကိုပြောခဲ့တယ် okay ဒီတစ်ခေါက်ကျွန်တော်တို့ဗာသွားမလဲဆို return အကြောင်းပြ return ဆိုရင်ကျွန်တော်တို့ resource တွေပြန်ထုတ်ပေးတယ်ဟုတ်လားကျွန်တော်ရှေ့မှာပြခဲ့တဲ့ဟာတွေက function df သုံးနဲ့ function name ပေးတယ် presentation သုံးနဲ့ full colon သုံးနဲ့ပြီးရင်တော့သူနဲ့ index ညီချတယ်ချပြီးကိုလုံးမဲ့ statement ချရေရောပဲကိုပေါင်းမလားနှုတ်မလားမြောက်မလားတခါလဲ print ထုတ်မလားအဲဒါမှ database ထဲကိုနိုင်မလားဒါတကယ် application ကြီးတယ်ဆိုတော့နော်ကိုလုံးမဲ့ statement တွေဘာလုပ်ရမလဲချရေရမယ် code တွေနဲ့ချ Okay နောက်တစ်မျိုးကကြတော့ဘာလဲဆိုရင်တို့ function တွေဒီကျွန်တော်ရှင်းမှာဥပမာပေးခဲ့တယ်လို့ပဲဗျာကျွန်တော်တို့ ကျုပ်ကြော်တယ်သူရဲ့ဟိုလိုအပ်ပစ္စည်းပါရာမီတာ or argument အစိပ်ပိုင်းညပိုင်းလဲဆိုရင်တို့ DAO တွေ C တွေအ zone တွေဟိုရ C ပါ C တုံးမှာလဲပဲဒီလားနှံ့ဒီလားပို့ကြတာထက်အဲ့ဒါအဲ့ဒီ function ဒီတော်တော်လေးစင်ပြေတာအေးနောက်လည်း i function ကိုနောက်လည်း version တစ်မျိုးကျွန်တော်တို့ထပ်ပြောပြအဲ့ဒါဘာလဲဆိုရင်တို့ return return information ဒါကတော့ကျွန်တော်တို့ကွန်ပျူတာအနေနဲ့ရော information ပေါ့ကျွန်တော်တို့အဲ့ဒီအပြင်ဥမာနေနေဆိုကြော်ပြီးရင်အစမကြော်ခင်တော့ကြက်ဥလေပါလေတော့ အလုံးလေးအစိမ့်လေးဥလေးကြော်လိုက်တော့ကြော်ပြီးသားပါလေးထွက်အပြားလေးထွက်ဟိုက်ထွက်လာတဲ့အပြားလေးကသူပါလဲ return ဟုတ်နော် process ထွက်လာဒီ method ဒီ function ရဲ့လုံဆောင်ချက်ကထွက်လာတယ် process okay အဲ့ဒါရှေ့မှာလဲကျွန်တော်တို့ခဏတစ်ခုပေါင်းနေပဲပြောပေါင်းရုံပဲပေါင်းတာပေါင်းပြီးသားအဖြေကိုကျွန်တော်ပြန်ထုတ်ခေတာပြတာမပြောင်းဒီတစ်ခါကျတော့ function နေမှာဟိုရိုးရိုး function ရဲ့ parameter ပါလဲ function parameter မပါလဲ function အခု return ပြန်မဲ့ function return မပြန်မဲ့ ဖန်ရှင်ဆိုပြီးတော့နောက်ဆုံးလှုပ်ဆောင်ကြတယ်ကြည့်မယ်ဘရက်ဒန်ပြန်ကဲဆိုကျွန်တော်တို့ရှေ့မှာတော့ကျုပ်ကျော်တော့ကျုပ်ကျော်ရေးသူကသူကျုပ်ကျော်မှာကျုပ်အကြရတန်းရတယ်ဘရက်ရက်ဇစ်တန်မှုရတယ်ကွန်ပျူတာပရိုဂရမ်မင်းအနေနဲ့ကြာတော့ဘာတွေရတန်းပြန်လို့ရလဲကျွန်တော်မေးလို့ရတယ်ဘာတစ်ချက်အနေနဲ့ value ဆိုတဲ့တန်ဖိုးတွေရတန်းပြန်လို့ရအဲ့ဘာတွေလဲတော့ဒီမှာကြည့်1ဆို integer တန်ဖိုးတွေကျွန်တော်ရှေ့မှာပြောခဲ့တဲ့ data type တွေပဲ float တန်ဖိုးတွေပြီးကျွန်တော်တို့ string တန်ဖိုးတွေဟုတ်မလား string တန်ဖိုးတွေနောက်တော့ boolean တန်ဖိုးတွေ နော် truth or for တန်ဖိုးတွေအမှန်တခုခုလောက်ပြီးတော့မှန် true ထွက်မယ်မမှန် for ပြန်မယ် truth or for တန်ဖိုးတွေအများကြီး Python ရဲ့ building function တွေမှာလည်းအဲ့ဒီ function တွေအများကြီးရှိကျွန်တော်တို့ import function တွေကျွန်တော် print ဆိုရင်တခါလဲ print ထုတ်ခဲ့တာမဟုတ်လား print ဆိုရင် print ဟုတ်လားနောက်တစ်ခု import ဆိုရင်တော့ user input တွေယူမယ် import function တွေမိမဆက်ရဘူးလေဒါဒါကလည်းပြင်ပြန်လာပါနော် okay နောက်က is true အဲ့ဒါအချိန်မှပြောရရင်တော့ data type တွေစက်တယ်အဒီ type ကပါလေ int လား int ဆို int ဘာဆိုဘာအတွက်ဆိုတော့တန်းပါပြီပြန်ပေးတယ် type method တွေ type function တွေ built in type function တွေဟုတ်နော်အများကြီးရှိတယ် okay အဲ့ဆို value မှာအဲ့လို return ပြန်လို့ရတယ် return ပြန်တဲ့နေရာမှာ value ဆိုတဲ့နေရာမှာခုနလို data type တွေ return ပြန်လို့ရမယ် boolean flow string number တိုက်တာပြန်နောက်ကမပြန်မဲလည်းရမပြန်တော့ဘာမှမပြန်မဲနဲ့ပြန်တော့ဘာလို့ခေါ်လဲ num ဆိုတဲ့ keyword လည်းရှိတယ် okay နော် return ပြန်တဲ့ဘာလဲပတ်တာအဲ့ဒါကြီးဂျုံမှတ်ထားပြီပြန်တော့ variable ဘယ်ဒီပဲကျွန်တော်တို့ memory ပေါ်မှာ location ယူတိုင်းဥမာနာမည်ပေးထားတဲ့အဲ့နာမည်ကို return ပြန်လို့ရတယ်ဥမာ reset တွေပါ return ပြန်လို့ရတယ်ဘယ်လို return ပြန်လဲပြင်တိုင်းနဲ့ရှင်းပြမယ်နောက်တစ်ခါ expression အာပါရာမီတာကို a နဲ့ပါရာမီတာကို variable နဲ့ a နဲ့ b နဲ့ယူတယ်အဲ့ဒီ a နဲ့ a+b ဆိုပြီးတော့ power inline နဲ့ return ပြန်တယ်အဲ့လိုတွေလည်းမလုပ်လို့ရတယ် return ပြန်လို့ရတယ်ပြီးကျွန်တော်တို့တခြား function အနေနဲ့ return ပြန်လို့ရတယ်ကဲဒါ method အလေးထားမျက်စိနဲ့စသိမ့်မရှင်းလက်တွေ့သွားမယ်လက်တွေ့သွားမယ် code တွေလက်တွေ့မှာပို့ရှင်းသွားတာ okay စားလိုက်ကြစို့ error file new file new file nó đã lấy xì lại mà còn thua rất đáng rồi xì lại nữa document programming basis bài đó à cô chơi đây nhỉ thằng i t u r rất đáng rất đáng xì rồi xì ra cho nó save bị đó replace luôn này không nữa cho nó vào là vào rất đáng rồi file này bài đó dot p1 rồi bài đó file này ra ai đâu cho nó gì chị value တွေ return ပြန်မယ် df do at ပေါ့ဗျာအော်ဟုတ်လားပေါင်းခြင်းကိုလုံးဆောင်ပါအိုးပေါင်းခြင်းကိုလုံးဆောင်ဟဲ့ဒီချင်းနေစဉ်တော့တော့ပေါင်းလို့ရပေါင်းမှဖြစ်တဲ့တည်းကျွန်တော်တို့ခဏဘယ်ခုလို့လဲနှစ်ခုလို့ရကြားရတယ်လို့သွားပါရာမီတာဒီကျွန်တော်တို့ဗာနော်ပါရာမီတာဒီ variable name ပဲပါရာမီတာဒီဗာပဲနော် variable ကိုကြားတဲ့နာမည်လေးပြီးပြီးတော့ပါရာမီတာထည့်လိုက်ဟုတ်ပြီဒီထည့်လိုက်တဲ့ပါရာမီတာတွေကိုဘာတန်မှုထည့်တယ်ရတယ် အဲ့ဒီမှာ return ပြန်မယ်ဆိုဘာ keyword လေးသုံးမလဲဆိုရင် i t u r n return return နေပဲနော် return နေတခုပဲနော် return return ရင်တော့မှတော့ဘာမှပြန်လို့မရဘူးလားဟုတ်လား return a b a နဲ့ v နဲ့တော့ပေါ့အဲ့ဒါ definition သည်ဟုတ်လားသူ parameter နဲ့ထည့်လိုက်တဲ့တန်ဖိုးနှစ်ခုကိုသူကပေါင်းပြီးတော့ဘာလုပ်မှာလဲ return ပြန်ပေးမှာဟုတ်လားပေါင်းပြီးတော့ဘာလုပ်ပြန်မှာလဲ return ပြန်ပေးကြည့်မယ်အကောင်ပြန်ပြီးတော့အသုံးချတယ် အပြန်ပြီးတော့တောင်းချ do app ဟုတ်လား method ကိုကျွန်တော်တို့ဗာလိုက်လိုက် definition လုံးလိုက်ပြီးပြီးရင်တော့ method ကိုနာမည်ခေါ်ပြီးတော့ဗာလိုက်ပြန်ခေါ်ရမယ် definition လုံးမယ်ခေါ်တယ်အဲဒီလို a နဲ့ပြင် a နဲ့မှာ1 2 3 3,4ဒါဆိုရင်သူ7ထွက်ပါတယ်အာတစ်ချက်တရထားမယ်ဟုတ်ပြီပြန် run ကြည့်မယ်စဉ်းပြေးတယ် return ပြန်ဖို့လဲ return ဒီကြားထဲမှာ citation statement တွေရေးလို့ရတယ် citation statement ဟုတ် citation statement ဆိုရိုးရိုးတော့မှာလွမ်းကြည့် sorry citation statement တွေရေးလို့ရတယ် နော်ကြာရင် PR print လေးထည့်ရေးလိုက် PR နေ print return this is return ရေးနေရတာကြားနေတယ်ဟုတ်နော် return r r return method function f u n c t i o n function အကြိုက်သလိုကြီးကြိုက်သလို ။ဒါဒီကြားထဲမှာ status statement တွေ status statement ဆိုတော့ lowest statement ဟုတ်ပြီးတော့နော်။ body power statement ဟုတ်ပြောမှာမဟုတ်ဘူး။ဟိုဒါတော့နမူနာပြတော့လိုလေးပြရတယ်။တကယ် program ထဲမှာတော့အဲ့လိုမဟုတ်ဘူး။ method တွေ lowest လို့ lowest လို့ဒီမှာဒါဆို send message ဆို message ပို့ဖို့တော့ဘာတွေလိုလဲ။ဟုတ်နော်။ send email email ပို့ဖို့တော့ဘာတွေလိုလဲ။ URL address တွေလိုတယ်။သူ email လိပ်စာလိုတယ်။ email လိပ်စာတွေပါတိုက်ဆင်မယ်။ဟာ email လိပ်စာတွေမှန်နေဆိုရတယ်။အီးမေးလ်တိုင်းကိုရေးမဲ့ object တွေထည့်ပို့မယ်။အဲ့ဒီလိုလုံးဆောင်ချက်လေးကိုကျွန်တော်တို့ဘာနဲ့ရေးတာ? code နဲ့ရေးတာ။ဟုတ်ကဲ့ကြည့်မယ်။ ကဲဒါဆို do app ဆိုတဲ့ method ကိုကျွန်တော်ခေါ်ဆုံးတယ် return of ကဲလား this is this is return function this is return function oh sorry 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 ကဲလားဟောပြီနော် return ပြန်တယ်ဒီဒီ method ရဲ့လောက်ဆောင်ချက်ကိုကြည့်လား statement နှစ်တောင်းရှိတယ်ဟောပြီနော် print this is return function ဆိုပြီး print ထုတ်တယ်အဲခုနကတော့ print ထုတ်တယ်โอเคနောက်တစ်ခု return ပါ a နဲ့ b နဲ့ပေါင်းကြည့်အောင် return ပြန်ဟုတ်ပြီသူပြန်လိုက်တဲ့တန်ကိုကျွန်တော်က ဘာမှလုံမထားဘူးလေโอเคမနော်သူပြန်လိုက်တဲ့တန်ဖိုးကျွန်တော်ဒီတိုင်းပဲရေးထားတယ်ဒီတန်ဒီမတ်သက်ကိုခေါ်လိုက်တဲ့အတွက်တန်ဖိုးတစ်ခုကတော့ random ပြန်အဲ့ပြန်လိုက်တဲ့ဟိုကျွန်တော်တို့ကလက်ခံဖို့နေရာမရှိဘူးနေရာကိုဘယ်မှာယူရမလဲ memory ပေါ်မှာယူရမယ် and your name that today လို့ပြီးလိုက်ဒီကို t a t a total equal အဲโอเค memory ကိုမှာ allocation တစ်ခုအနေနဲ့ကျွန်တော်ဘာလို့နေရာယူပြီးမှအဲ့ဒီ total total တန်ဖိုးကို print ထုတ်ပြန် print T O T A N total prince total ဟုတ်နော်အဲ့ဒီပုံစံလေးမေ့မေ့နေတာလေးပြောဦးမေ့နော်ဟုတ်နော်အားလေးသတိထားပဲဟုတ်တယ်ကျွန်တော်ဖန်တီးလိုက်တဲ့ create definition လောက်လိုက်တာ prince ထုတ်တယ်ပြီးတော့ return ပြန်တယ်သူတဲ့ထဲတဲ့ကဏ္ဍနေကုန်လုံးဘာလို့လဲပေါင်းပြီးတော့ return ပြန်ပြန်လာတဲ့တန်ဖိုးကျွန်တော်လက်ခံဖို့လိုနေလေအားလေးမှတ်ထားပဲ okay brand module logic ဟုတ်တယ်လေအဲ့ကြမှာ prince method နဲ့ function တစ်ခုခေါ်ဆုံးလိုက်မှာဒီလိုဖြစ်သွားဒါဒီကျွန်တော်ဒီမှာ return ပြန်နဲ့စီမြင်တိုင်းပြအောင်ဒါ expression လိုက်ဘာလို့လိုက်တာလဲ return ပြန်လိုက် value တွေမဟုတ်ဘူး okay မလား expansion line return ပြန်လိုက်တာ value တွေမဟုတ်ဘူးကြာဆို value return ပြန်ဒီ method ကိုပဲတော့ update လုပ်ကြည့်မယ်ကြည့်မယ်ဒီခါကျတော့ tan total ဟုတ်လား total equal a plus b a plus b total equal a plus b ပြီးရင်တော့ return ပါ totn total ကို return ပြန်ဒါကိုကြည့်တယ်လို့နာမည်ပေးနော် totn total ကို return ပြန်အဲ့ဒါဆိုတော့ဒီ method အတူတူပဲလုံးဆောင်ချက်အတူတူပဲရေးသားဝင်ရေးသားနေမှာဒါဆိုတော့ဘာကို return ပြန်လဲ variable ကို return ပြန်လာတာဟုတ်လား variable name လေးတစ်ခုဒါမှ total ဆိုတဲ့ variable name လေးတစ်ခုလောက်လောက်ပြီးတော့အဲ့ထက်ကို a နဲ့ b နဲ့ပေါင်းခြင်းပါလို့တန်းထည့်ထည့်ပြီးတော့ total ဆိုပြီးတော့ return တယ်ဒီမှာခံသုံးရမယ့်ဟာတော့ဒီတိုင်းပဲပြန်ထုတ်အဲ့ print မှာလည်းဒီမှာကြည့်တစ်ခါလဲ print လုပ်လို့ရတယ် total နောက်က comma ခံပြီးတော့ဒူရက်ကိုကျွန်တော်နှစ်ခါသုံးလိုက်ဒီမှာကျတော့ကျွန်တော်တို့ file နဲ့ a နဲ့ b မလို့တော့သူကမှာပါရာမီတာကိုပြထားနော်သူချင်းမဲ့ပါရာမီတာကိုပြထားဒီကကျတော့ file comma 5 10ဖြစ်သွားတယ်။ဟုတ်ကဲ့မလား โอเค contrast ချန်နေ RAM RAM module ပြန် RAM ဟောတွေ့လား this is redundant function this is redundant function နှစ်ခါခေါ်ထားလဲသူနှစ်ခါလုံးလုံးတယ်ဟောနောက်တစ်ခုဒီမှာ print မှာကြတော့ total ဒီက total သူ variable name ပြန်လာတဲ့ total ရဒီမှာကျွန်တော်3 4ထည့်ထားတာပါဘာ7 okay မနော်3 4ထည့်ထားဒီဘက်မှာတော့ final final ထည့်ထားတာ10ပြန်အဲဒါပဲခြေသားဝင်ခြေသားနေကြိုက်တယ်လို့ရေးလို့ရ okay မနော်အဲဆိုတော့ variable ပြန်တယ် expression ပြန်တယ်ဒါပြန်မြင်ပြီနော် okay နောက်တစ်ခုကျွန်တော် return နဲ့ပတ်သက်ပြီးပြောရတာရှိတယ်ဟုတ်လား value ကိုလည်း return ပြန်မယ်ဟုတ်ကဲ့နော်နောက်တစ်ချက်က value ကို return ပြန်တယ် value ကဒါကိုပြောပါမယ်ကျွန်တော်တို့ခုနကဒီမှာဆိုဒါဆိုဒီနေ့မှာဘာ value ကို return ပြန်လဲဆိုရင်ပေါင်းနဲ့နှုတ်တယ် integer value ဒါအတိအကျကျွန်တော်တို့ကပြောင်းပြီးတော့ return ပြန်လို့ရတယ်အမှဒီနေ့မှာကျွန်တော် total i am sorry i am t ဆိုတော့ total ဆိုတော့တို့ကဏ္ဍသီးတန်ဖြစ်နေတာဖြစ်တယ်ပိုင်းတော့များတော့ int ဆိုတော့ value တိကျပြောင်းပြီးတော့ဒီကံလို့လို့ရတယ် return ပြန်လို့ရတယ်ဒါဆိုရင် total ဆိုတဲ့ဟာကို integer တိကျပြောင်းပြီးတော့ return ပြန်လာတာဟုတ်လားဒီတိုင်း1ဆိုတဲ့ဟိုဟာ1ဆိုတဲ့ဟာလေးကဒီ python မှာ python programming မှာ number လည်းဖြစ်နိုင်တယ်လို့1ဆိုတဲ့ string တန်ဖိုးလည်းဖြစ်နိုင်ပုံမှန်ကျွန်တော်တို့ print နေထဲထုတ်လဲဆိုအဲ့ဒီဟာဒီ1မဟုတ်ပါလေလဲဆို string တန်ဖိုးလေး okay မနားအဲ့လိုဖြစ်နေမှာဟုတ်နော်အဲ့ဒီတော့ကျွန်တော်တို့အဲ့လိုတွေလဲ value တွေလဲတိကျ return ပြန်လို့ရတယ်ပြီးကျွန်တော် string နေလဲ return ပြန်လို့ string ပြောင်းနေတယ်ဆို str ပေါ့ဗျာ နော် str ဆိုပြီးပြောင်းပြီးတော့ return ပြန်လာကြိုက်သလိုပြန်လို့ရတယ်ဟုတ်ကဲ့နော် data type တွေ boolean ဒီနေရာမှာ boolean နဲ့ဆင်ပြီး boolean ပြန်လဲဆို to truth or true false or false အဲ့လိုလေး return ပြန်လို့ရ Okay နောက်တစ်မျိုးကျွန်တော်ပြောဦးမယ်အဲ့ပါလဲဒီမှာ from other function from other function ဆိုတာ ਨੇ ကျွန်တော် function တစ်ခုရှိရမယ်အဲ့ကျွန်တော်ဒါကိုပြန်ဒါလေးပဲပြန်ရေးမယ် control c ရေးရတတ်အောင်လို့ control v ဒါဆိုတော့မှ function ဘယ်နှခု define လို့ပြောနှစ်ခုနှစ်ခုနံပါတ်2လို့တော့မရဘူးဒါကျွန်တော်တို့က2လို့ပြလိုက် ဟုတ်ကဲ့ပါရာမီတာနိုင်နေလဲတူချင်းတူလို့ရတယ်ဒါကျွန်တော်ရှင်းသွားအောင်လို့ c နဲ့ d ဆိုပြီးပေးလိုက်ကဲဒီ definition ကကိုယ့်ရဲ့ပါရာမီတာနှစ်ခုကိုပေါင်းတယ်မြောက်တယ်ဟုတ်ပြီဒီတစ်ပတ်နော် definition ကိုယ့်ရဲ့ပါရာမီပါရာမီတာနှစ်ခုကိုဘာလို့တော့ပေါင်းတယ် sorry ထည့်လိုက်တဲ့ပါရာနှစ်ခုတော့ပေါင်းပြီးတော့ redundant တယ် definition လဲလို့ပါရာမီတာနှစ်ခုကိုပေါင်းပြီးတော့ redundant ဒါပေမဲ့ဒီ style မရေးဘူးဒီ print function ကျွန်တော်မထုတ်တော့ဘူးနော်အဲ function 2လို့ရေးလိုက် print function 2လို့ရေးလိုက်ဟုတ်နော်အဲဒီ total တွေတင်းကဒီလိုမသွားတော့ ဘာရှင်နေနေပြောင်းရေးသားပုံရေးသားနေပဲကြိုက်သလိုရေးလို့ရတယ်ဆိုတော့ကျွန်တော်ပြချင်တယ်ဟုတ်လားကြိုက်သလိုရေးလို့ရတယ်ဆိုတော့ပြချင်တာဟုတ်ပြီဖန်ရှင်မယ်နော်ဟိုကွာဘိုင်းတော့ index index နဲ့ internet ကွာလာဖြစ်လိုက်တော့ဒိတ်ထူကြွားမျက်စိတွေတော့လှင်ဖို့လိုတယ်ပင်ရတော့လွယ်တယ်ဟုတ်တယ်ရေးရတော့လွယ်တယ်နောက်နေဟာလားအမေကာလီဘရက်ဒီပိုင်းမသုံးရတော့ဘူးဆိုရင်ပိုင်းသုံးမှလာပြီးတော့နောက်ကာလီဘရက်တော့မသုံးအောင်ဒါပေမဲ့အင်တန်တွေနဲ့လှုပ်ရှုပ်နေတယ်မဟုတ်လားခုလည်းအဲ့လိုပြောဘူးနော်ရတန်ဒီမှာသူ့ရဲ့ 2S 2s c ကောမှာ d ဟမ် d ရဲ့ပါလာမီတာဒီကားကျဘလို့ return ပြန်လဲကိုမက်သက်ထဲနေမလို့တော့ပါနဲ့တခြားမက်သက်ကိုယူပြီးတော့ return အတူတူပဲတူတူပဲတန်ဖို့အတူတူထွက်လိုက်တယ်ကဲဆိုတော့ဒီ total ကိုတော့ကျွန်တော်က 2s ကိုသုံးပြီးဒီ total ကို 2s 2ကိုသုံးတယ်ကြိုက်တယ်လို့သုံးဖတ်တဲ့ resource ကုန်တူနေလိမ့်မယ် run run module တွေ့လားဟုတ်လားဒီဟာ 2s 2ကိုတခါပဲခေါ်သွားတယ် this function return function 2လုံးဆောင်ကြတာဒီကနေလာတော့ဟုတ်တယ်ဒီမှာ5ထွက်တယ်2 2ပဲဆိုတာပြတာ return ကြိုက်တယ်လို့ရေးလို့ရဒါဒီတော့ return keywords ကိုလည်းမိတ်ဆက်ပြီးသားဖြစ်မယ်နောက်တော့ return keywords အနေနဲ့မှတ်သားစရာလေးပြောရအောင်ဖြစ်တဲ့ပြောစရာတော့ to နောက်မှာဘာ statement မှာအလုံးမလို့တော့ပါ return keywords နောက်မှာကြိုက်တာရေး print after return if after return ဒါ return function ရဲ့နောက်ကလုံးလုံးလုံးမလို့လုံးလုံးအဲ့ဒါလေးသတိထားပဲ return ရဲ့နောက်မှာ ဘာမှဆက်ရေးလို့မရအောင် return statement တော့မှသူရဲ့ programming တွေရဲ့ architecture ကအဲ့လို return statement တော့ကဟာလေဘာမှလုံးမလုပ်တော့ကြည့် okay လုပ်ပြီလား after return ဆိုတဲ့အထွက်သေးလားမထွက်ဘူးဟုတ်လား return တော့မှရေးလို့လည်းမရဘူးရေးလည်းလုံးမလုပ်ဘူးအလုပ်ဆုံးရမှရှိမှာဒါလေးမှတ်ထားပေးဗျာ return keywords method တခုဘာနေနေဟုတ်လား function တခုရဲ့ return statement ရဲ့တော့မှဘာမှရေးလို့မရဘူး return ဆိုပြန်ထွက်သွားတာ အော်အဲ့ဒီ return လေးလည်းအသုံးကျတဲ့နေရာလေးချက်တချို့တချို့ကားလေးကျွန်တော် data ပြီးတော့နှိုက်တယ်ကိုလိုတာတွင်တန်းပြီးတော့ return ပြန်ထားတယ်မတော်ဘူးဆိုဆက်နှိုက်နေမှာလေအဲအဲ့ဒီလိုတာလေးတွေ return return ဟုတ်လားဒီနေရာမှာတော့ return ဆိုတဲ့အတိတ်ပဲကတန်ဖို့ပြန်ဖို့တော့ return ဆိုတဲ့နာမှာကိုပြန်မဲ့တန်ဖို့တော့မှရေးရဒါပဲโอเคမလားဒါဒီတော့အဲ method ကို return ပြန်တယ်နေပါရောโอเคနောက်တစ်ခေါက်လည်းနည်းနည်းလေးဆက်တော့โอเคနိုင်ပြီပြီ